တနင်္ဂနွေသားသမီးများဟာအခုဒီ9လပိုင်းနဲ့ကိုစတင်ဝင်ရောက်လာပြီဆိုရင်ကိုပဲမထင်မှားတာတွေမမျှော်လင့်တာတွေအံ့အားသင့်ပေါ်ရာအဖြစ်ပြမျိုးမျိုးကိုကြုံတွေ့ရတတ်ပါတယ်မရည်ရွယ်ထားတဲ့ကိစ္စတွေမမျှော်လင့်ထားတဲ့ကိစ္စတွေဖြစ်တတ်ပါတယ်ဒါတွေဟာကောင်းတာတွေလည်းဖြစ်နိုင်တယ်လို့ဆိုးတာတွေလည်းပဲဖြစ်တတ်ပါတယ်ဗျာเนาะဒီတလတာကာလအတွင်းမှာထူးခြားချက်ကတော့ဘာပဲဖြစ်ဖြစ်နှစ်ခါထပ်ထပ်ပြီးတော့ဖြစ်တတ်ပါတယ် တော့ပတ်ဆံရမယ်ကြီးကြီးမားမားဝင်လာမယ်လမ်းကြောင်းနှစ်ခါဝင်လာမယ်ပေါ့ကုန်စရာရှိတယ်ထွက်စရာရှိတယ်နှစ်ခါပြန်ပြီးတော့ထွက်သွားလိမ့်မယ်ထိကြိုက်မိတယ်နှစ်ခါထိကြိုက်မယ်အဲစသဖြင့်ပေါ့နော်ဘာပဲဖြစ်ဖြစ်နှစ်ခါထပ်ပြီးတော့ဖြစ်တတ်တဲ့အနေထားမျိုးလေးလည်းပဲကြုံရတတ်ပါတယ်တဲ့နောက်တစ်ခုကဒီကာလကဒီလာပိုင်းကတနင်္ဂနွေသားမိများတွေဘယ်ကိစ္စပဲဖြစ်ဖြစ်တော့ပလန်ချတာလို့မရဘူး ဘာပြီးဘာလုံးမဲ့ဘာပြီးဘာလုံးမဲ့ပြီးဘလို့ဘလို့သွားမယ်ဆိုတော့စီစဉ်နေဆွဲဟလို့မရဘူးဖြစ်ပေါ်လာတဲ့အခြေအနေပေါ်မှာပဲယုံကြည်မြင်မြန်ဆုံးပြတ်ပြီးတော့ကောက်ခံကလှုပ်လိုက်တဲ့အလုပ်တွေကပို့ပြီးတော့အောင်မြင်နိုင်တယ်လို့ပြောလို့ရပါတယ်အဲ့တော့စီစဉ်ထားတာတွေရည်ရွယ်ထားတာတွေကစီစဉ်ထားတဲ့အတိုင်းရည်ရွယ်ထားတဲ့အတိုင်းအစီအစဉ်တကျဖြစ်ချင်မှဖြစ်လာပါလိမ့်မယ်ခင်ဗျာနော်အဲ့တော့ဒီလာပိုင်းတော့မှဘာလေးတွေဘယ်လိုရှိတယ်ဆိုတာကိုကျွန်တော်ဆက်ပြီးတော့ ပြောပြပေးပါမယ်။တနင်္ဂနွေသားသမီးများဟာအခုဒီ9လပိုင်းကလာတာကာလပြင်မှာ ခရီးနဲ့အလွန်အကျိုးပေးပါတယ်။ခရီးတွေထွက်ပြစ်မဲ့သွားပြစ်လာပြစ်မဲ့သွားရလာမယ်။အဲ့လိုသွားပြစ်လာပြစ်တဲ့ခရီးသွားထွက်ပြစ်တဲ့ခရီးတွေနဲ့ပတ်သက်ပြီးတော့အဆင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်စိတ်ချမ်းသာရပါလိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်။နောက်တစ်ခုကတော့ရန်တို့အတိုက်အခိုက်တို့အနှောက်အယှက်တို့အပြိုင်ဆိုင်တို့ကိုအောင်မြင်စွာဖြတ်ကျော်နိုင်လိမ့်မယ်ဆိုတာကိုလည်းပဲ တွေ့ရပါတယ်။နောက်ကိုကိုကိုလည်းပဲယုံကြည်မှုတွေအဲ노ကြတွက်ကြမှုတွေပေါ့လမ်းဆန်းမှုတွေရှိလာပါလိမ့်မယ်။ဘယ်လိုအခက်အခဲမျိုးပဲဖြစ်ဖြစ်ဖြတ်ကျော်မယ်ဆိုတဲ့စိတ်ဓာတ်အင်အားတွေရကြည်လာနိုင်လိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်။အမှုကိစ္စလိုဟာမျိုးတွေပြဿနာလိုဟာမျိုးတွေပြောဆိုဖြေရှင်းရမယ့်ကိစ္စမျိုးတွေမှာလည်းပဲအောင်မြင်နိုင်လိမ့်မယ်ဆိုတာကိုတွေ့ရပါတယ်ခင်ဗျာ ငွေကြေးပိုင်းအခြေအနေဘယ်လိုရှိလဲဆိုတော့ငွေကြေးကိစ္စလေးတွေမှာမတင်မကြားဖြစ်နေတတ်တယ်။ရမယ့်ငွေတွေရမလို့လို့မရမလို့လို့နဲ့မရလာသေးဘူးဖြစ်နေတယ်။ကြာနေတယ်ပေါ့။အငွေကြေးကိစ္စတွေကိုကပဲပေးရပြူရမှာလေးရှိတယ်။ဖြည့်ရှင်းရမှာလေးရှိတယ်။ဒါပေမဲ့မြင်မြန်ဆန်ဆန်မဖြည့်ရှင်းနိုင်သေးဘူးကြာနေတယ်။အဲ့တော့ခက်ခဲတင်းငေါ့နေတဲ့ပုံစံတို့လေးတွေဖြစ်တတ်ပါတယ်။အလောက်ကင်ကောင်းလားဆိုတော့သိပ်မကောင်းဘူးကြာအလောက်ကင်က အစာပိုင်းလေးတွေမှာဟုတ်မလို့လို့ဖြစ်မလို့လို့နဲ့ပြီးအပြားရှူးသွားခြင်းတို့မျိုးတွေဖြစ်တတ်ပါတယ်နော်လုံးလုံးရရကြီးမကောင်းတာတော့မဟုတ်ဘူးနော်အစာပိုင်းမှာကောင်းတယ်နောက်ပိုင်းမှာမကောင်းဘူးအပြားရှူးသွားတယ်ဒါအဲ့လိုမျိုးလေးတွေရှိတတ်ပါတယ်နောက်တစ်ခုကအလုတ်ကြိုင်မှာပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ်ကြီးကဲတဲ့သူတွေနဲ့အဆင်မပြေတာမျိုးလေးတွေဖြစ်တတ်ပါတယ်အဲ့တော့အားလားလေးတွေလည်းနည်းနည်းခယူဆိုင်ပြပါလို့မှာကျင်ပါတယ်အဲ့တော့ကျမ်းမာရေးပိုင်း အကောင်းသားအမွန်သားနေဖြားကျင်နာကျင်သလိုဖြစ်လာတာတို့နေထိုင်မကောင်းခြင်းသလိုဖြစ်လာတာတို့ကိုယ်မှာရှိတဲ့ယောဂတွေကကိုယ်ပြန်ပြီးဒုက္ခပေးလာတာတို့ဒီလာပိုင်းတွေမှာဖြစ်တတ်ပါတယ်ဒါမှကျမ်းမာရေးပိုင်းမှာလည်းပဲဂရင်းဆိုင်ပါလို့မှာကြပါတယ်ပညာရေးပိုင်းနဲ့ပတ်သက်ပြီးဆောင်ရွက်နေတဲ့သူတွေဆိုရင်ဟောတဲ့အားနည်းနေပါလေပညာရေးမှာဘာသာရေးမှာရောဘာသာရေးဘက်မှာလည်းအားနည်းနေတယ်လို့တွေ့ရပါတယ်เนาะ ောက်တခြားပါရှိသေးလေဆိုတော့အဓိကပြောချင်တဲ့တစ်ချက်ချန်နေပါသေးတယ်အဲ့ဒါကတော့လူမှုပေါင်းသင်းဆက်ဆံရေးပါတနင်္ဂနွေသားမီတော်တော်များများဟာဒီတလတာကာလတည်းမှာလူမှုပေါင်းသင်းဆက်ဆံရေးနဲ့ပတ်သက်ပြီးတော့များသောအားဖြင့်အဆင်မပြေတာမျိုးတွေဖြစ်တတ်ပါတယ်ကိုပေးသလောက်ကိုပြန်မရတာကိုကောင်းသလောက်ကိုပေါ်ပြန်ပြီးတော့မကောင်းတာအဲအဲ့လိုလူမျိုးတွေ ਨੇ ဒီကာလမှာတိုက်ဆိုင်တာကြုံတွေ့ရတာပါတယ် အဲကိုကိုရာမှာအုပ်စုဖွဲ့ပြီးတော့ကိုကိုအတင်းပြင်းပြောနေတာတို့နော်ကိုကိုမနာလို့မုံသားဖြစ်နေတဲ့သူတို့အဲအစားသဖြင့်လူမှုပေါင်းချင်းဆက်ဆံရေးမှာတော်တော်လေးပေါ့နော်အဲရော်ရဲတဲ့တလတာကာလကိုရောက်ရှိနေပါတယ်အဲ့တော့လူတွေကိုဂယုတဆိုင်နဲ့သတိလေးထားပြီးတော့ပေါင်းချင်းဆက်ဆံပါလို့ပြောချင်ပါတယ်အခုကျွန်တော်ဟောပြခဲ့တဲ့အခြေအနေတွေကိုအားလုံးချုပ်ငုံပြီးပြန်ကြည့်လိုက်မယ်ဆိုရင်တနင်္ဂနွေသားမီးတွေဟာဒီ လာလာပိုင်းတလားတာမှာပေါ့နော်နည်းနည်းတော့ကံအញ្ញံဘက်ကိုပို့ပြီးတော့အလေးသာနေတယ်လို့ပြောလို့ရပါတယ်နော်ကြတာကတော့ကျွန်တော်ဘီရင်တိန်နဲ့အရင်ပြောပြပေးတာအခုဆက်ပြီးတော့တဲရော့ကလေးနဲ့လည်းပဲကကြမှာဖတ်ကြားပေးမှာဖြစ်ပါတယ်ကြောက်ရကြောင်ညာဝင်ကျင်တာကကျွန်တော်ရှိမှတအိုးချင်းတယောက်ချင်းဗီဒီယိုမင်းများကျင်တဲ့မိတ်ဆွေများက TikTok Messenger မှာ Viber သို့မဟုတ် Telegram ဖုန်းနံပါတ်ကိုလာရောက်တောင်းယူပြီးတော့ဆက်သွယ်မင်းများလို့ရပါတယ် တော့ဗီဒီယိုမင်းများမှုအတွက် Viber တို့ Telegram တို့မှာကြိုပြီးတော့စာရင်းလေးပေးရပါတယ်။တရက်နှစ်ရက်ဆောင်ရပါတယ်။တဝူးချင်းတယောက်ချင်းရဲ့ဗီဒီယိုဂိမ်းကမှုတက်ချက်ပြီးတော့ဘဝတက်တက်တာနဲ့ပတ်သက်တဲ့အဟောတွေစိတ်နေစရိုက်တွေဆောင်းဝံရှောင်းဝံတွေဖွာစာတာနဲ့ပတ်သက်တဲ့အဟောတွေကိုကျွန်တော်ပို့ပေးပါမယ်။ပြီးတဲ့အခါမှာဘယ်နှစ်ဘယ်ဂိမ်းကိုဘယ်လိုရောက်နေတယ်ဆိုတာကိုနားလည်အောင် ရှင်းပြပေးတယ်။အခုကိုတိလို့တဲ့အကြောင်းအရာတွေကိုလည်းပဲအခုလိုတဲသောကတ်တွေနဲ့ပြန်ပြီးတော့ ကြည်ပင်ဟောပေးပါတယ်เนาะဒါအပြင်အရင်ရက်တွေကကျွန်တော်ရန်ကုန်မှာဘေရင်ဟောကန်ဖွင့်ဖို့အတွက်ဒါစီစဉ်ထားတာအဲ၄လပိုင်းကုန်လောက်ကိုလုပ်မယ်လို့เนาะ၅လပိုင်းထဲမှာဖွင့်မယ်လို့ပါလို့ပြောထားတာရှိတယ်ပေါ့เนาะအဲ့ဒီအတွက်ကလည်းပဲကျွန်တော်စီစဉ်နေပါတယ်အခုလောလောဆယ်ကကျွန်တော်ရန်ကုန်မှာရှိနေပါတယ်เนาะအဲ့တော့ဒီခုမေလာတရက်နေ့ပေါ့နော်တရက်နေ့ရှိမယ်နှစ်ရက်နေ့ရှိမယ်ကျွန်တော်နဲ့တွေ့ဆုံမေးမြန်းခြင်းတဲ့သူကကျွန်တော်ရွှေကောင်းတိုင်းဟိုတယ်မှာရှိပါမယ်ကျွန်တော်လည်းလာပြီးတော့အဲ့တွေ့လို့ရပါတယ်နော် ဲ့တော့အချိန်တော့အကြာကြီးတော့မပေးနိုင်ဘူးပေါ့နော်အဓိကကိုတိလို့တဲ့အကြောင်းအရာလေးရှိတယ်တကယ်လည်းလိုအပ်တယ်ဆိုရင်အဲကျွန်တော်ကိုဆက်သွယ်ပါအဲ့တော့ TikTok Messenger နေပြီလို့ရှိရင်ကျွန်တော်နှမ်းပြီးဆက်သွယ်လိုက်ပါနော်အဲ့တော့ဘယ်လိုဘယ်လိုလာမယ်ဆိုတာကိုဘယ်ချိန်ဘယ်ချိန်ဆိုတာကိုကျွန်တော်ပြောပြပါမယ်အချိန်ကတော့မနေ့9နိုင်ရနေပြီလို့ရှိရင်နေ့ကင်း2နိုင်လောက်ပြီကျွန်တော် အဲ့တွေ့ပြီးလို့ရပါတယ်เนาะဒါအပြင်မှာကျွန်တော်တို့လူတွေ့ဗီဒီယိုမြင်ကျင်တဲ့ဧည့်သည်များကိုဒီ၅လပိုင်း၁ရက်နေနဲ့၂ရက်နေပေါ့เนาะဒီနေ့နဲ့နှစ်ပြင်း၂ရက်ကျွန်တော်ရှိနေပါပဲနောက်ရက်ကတော့ကျွန်တော်အဲဘာမှမသိသေးလို့ပေါ့เนาะမပြောသေးပါဘူးအဲရွှေကုန်းတိုင်းဟိုတယ်မှာဖြစ်ပါတယ်เนาะကြည့်တော့ဆက်လက်ပြီးတော့ကျွန်တော်တနင်္ဂနွေသားမြင်များရဲ့မေလာတလာတာကံကြမ္မာအခြေအနေကိုတေရောကံလေးနဲ့ကြည့်ရှုပြီးတော့ဟောပြောပြအောင်မှာဖြစ်ပါတယ် ပြဿနာတွေအနှောင့်ယှက်တွေဓာတ်ရဲကိုအလိုလိုရောက်သွားသလိုမျိုးဖြစ်တတ်တယ်เนาะတခါကလေးမှာဒီလာပိုင်းပေါ့เนาะတခါကလေးမှာဘယ်လိုဖြစ်လဲဆိုတော့ကိုယ်ကိစ္စမဟုတ်ပဲသူများကိစ္စတွေထဲမှာဝင်ပါမလိုက်ပြီးတော့ကြားညက်သွားတာမျိုးတွေဖြစ်တတ်တယ်ကိုယ့်အကူအကောင်းသားမွန်သာနေနေရင်းနဲ့သူတော်ဘာကအချောင်းမဲ့လာပြီးတော့အပြစ်ချတာတို့အပြစ်တင်တာတို့နှောက်ယှက်တာတို့ခံရတတ်တယ် ဒီကအရေးကြီးတာပါလဲဆိုတော့ဆွာကျွန်တော်ပြောတဲ့စိတ်ဓာတ်ပိုင်းယုံကြည်မှုပိုင်းပေါ့နော်မြင်မာနေတယ်ဆိုရင်ဘယ်အခက်အခဲမျိုးပဲဖြစ်ဖြစ်ဘယ်လိုအနှောင့်အယှက်မျိုးကိုပဲဖြစ်ဖြစ်ကြော်ပြနိုင်ပါလိမ့်မယ်အိမ်တော်ရှိတဲ့လူလို့နော်အိမ်တော်မရှိတဲ့ဒါလူလို့ဆိုလို့ရှင်လည်းပဲသမီးသားရှိတဲ့လူလို့ပါလို့ဆိုရင်ဒီကာလတည်းမှာအယူဆပြပါတယ်သူကအချီးအိမ်တော်ရင်းနဲ့ပတ်သက်ပြီးတော့ညံ့တက်တယ်လို့ဟောရမယ်ကကိုကြနေပါတယ်အဲကိုကအိမ်တော်လည်းမရှိဘူးရီးသားလည်းမရှိဘူးလူလို့တယောက်ဆိုသူများ ခြားထဲမှာဝင်ပါမိတာမျိုးသူများအရှုံတွေအိမ်အောင်ရေးတို့အခြေတို့ခြားထဲမှာဝင်ပါပြီးနဲ့ပြဿနာဖြစ်သွားတာမျိုးတွေကြုံရတတ်တယ်ပေါ့နော်ဒီကာလအတွင်းမှာဘယ်ကိစ္စပဲဖြစ်ဖြစ်ထိတ်တရင်ဆိုင်ပြစ်လိုက်မယ်ဆိုလို့ရှိရင်အားလုံးပြေလည်သွားပါတယ်အဲ့တော့ပြဿနာတွေကိုရှောင်ကွင်းနေတယ်ဆိုလို့ရှိရင်အဲ့ဒီပြဿနာတွေကိုနောက်ကိုလိုက်နေပါလိမ့်မယ်။အဲ့တော့ပြဿနာတို့ရန်တို့အတိုက်အခိုက်တို့ရှိခဲ့မယ်ဆိုထိတ်တဲ့ရင်ဆိုင်လိုက်ခြင်းအပြင်အဲ့ဒီအခြေအနေတွေကို ကောင်းမွန်စွာဖြတ်ကျော်သွားနိုင်ပါလိမ့်မယ်လို့ကျွန်တော်ရေရပြလိုက်ပါတယ်အဲအဝတ်ဟောပေါ်ကြလေးပြလိုက်အကျဉာဏ်လေးပြလိုက်ပါတယ်အဲ့တော့ရေရအနေနဲ့ကဘာလုပ်ရမှာလဲဆိုတော့ဓာန်ပေါက်ပဲဖြစ်ဖြစ်ထောပတ်ခမင်းပဲဖြစ်ဖြစ်ခရားမှာလှူဒန်းပြီးလို့ရှင်စူတောင်းပေးပါဓမ္မောတပ္ပံမဲ့ဖြစ်ဖြစ်သက်သက်လို့ပြောတာเนาะထောပတ်ခမင်းတပ္ပံမဲ့ဖြစ်ဖြစ်ဖះမှာဘာဖြစ်ဖြစ်ရတယ်မနှစ်ပိုင်းဖယ်လေးပဲဖြစ်ဖြစ်ရပါတယ် လှူဒန်းပြီးတော့ဆူတောင်းပေးခြင်းအပြင်အဲဒီတလားတာကာလာပြည်မှာတမင်းမွေသားမိများရဲ့ကံတွေလက်တွေဝင်လန်းလာစေပါလိမ့်မယ်လို့ရှယ်ရီယာလေးပြလိုက်ပါတယ်ခင်ဗျာအဆုံးထိကြည့်ပြီးတော့တည်းကျေးဇူးတင်ပါတယ်သဘောကျပြတ်သက်တဲ့ဆိုအပေါ်မှာပုံမှန်လေးတွေရေးခဲ့ပါအောင် like share လေးတွေနဲ့အားပေးခဲ့ပါအောင်ခင်ဗျာ